ကပ္ပအပြင်းထန်ဆုံးစစ်မြေပြင်စီတို့တိုင်ဂါရန်ယူရီရဲ့ခီးတဲ့ သူ့ကိုဥရောပရဲ့အန်နီရဲ့အရှိဆုံးတက်ခရီးသားရဲ့အဖြစ်တိဆောက်ခဲ့တာပါမြေပြင်ရန်သူကိုအဝေးကနေမြေုံနဲ့ဖြက်စီးပစ်နိုင်တဲ့တိကျမှုမြန်နှုံးနဲ့ပြင်းထန်တဲ့ပြအားကို ပိုင်ဆိုင်ထားသူပါဒီတက္ကရာသားရဲ့ဖြစ်တဲ့ Eurocopter Tiger ရဲရင်တွေဟာမကြခင်မှာ Australia စစ်တပ်ကနေအနာပိတ်ခံရတော့မှာဖြစ်ပေမဲ့ယခုအခါမှာတော့ Ukraine စစ်မြေပြင်စီကိုရောက်ရှိဖို့ဖြစ်လာပြီး Russia တပ်ဖွဲ့ဝင်တွေရဲ့ချင်းချောက်မှုကိုရင်ဆိုင်ရမလားဆိုတဲ့ကံကြမ္မာရဲ့စုံမှတ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်ออสเตรเลียရဲ့ဒွေတော်မှုနဲ့ဒုတိယအခွင့်အရေး ဩစတြေးလျစစ်တပ်ဟာတိုင်ဂါရဲရဲ22စီးကိုအမေရိကန်လုံး AA64 E Apache Guardian တွေနဲ့အစားထိုးဖို့စီစဉ်နေပါတယ်။ယူကရိန်းရဲ့တိုက်ရိုက်တောင်းဆိုမှုအပေါ်ဝန်ကြီးချုပ်အန်တိုနီအယ်ဘန်နီစီရဲ့အဆိုအရက အလေးနက်စဉ်းစားနေခြင်းဟာနိုင်ငံရေးအရာရောစီးရေးအရာပါအရေးပါပါတယ်။ဩစတြေးလျဟာ အရင်က MRH90 ပိုင်ပန်ဗတ်စုံသုံးရဟင်တွေအနားပေးချိန်မှာယူကရိန်းစီလွှဲပြောင်းဖို့ညှင်းဆန်ခဲ့တာကြောင့်ပြည်ရင်းပြည်မဝေဖန်မှုတွေခံခဲ့ရပါတယ်။အခုခုအချိန်မှာတော့အမှန်တကယ်တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့တိုက်ကားတွေကိုပေးအပ်ခြင်းဖြင့်ဒီမိုကရေစီဘတ်တော်သားရည်တည်ချက်ကိုခိုင်မာစွာပြသလိုပုံရပါတယ်။ဩစတြေးလျချစ်တဟာတိုက်ကားတွေကို2028ခုနှစ်မှာအပြည့်အအနာပေးဖို့ စီစဉ်ထားပေမဲ့ယူကရိန်းရဲ့လိုအပ်ချက်ကယခုချက်ချင်းဖြစ်နေတာကြောင့်အစောဆုံးလွှဲပြောင်းနိုင်မလားဆိုတဲ့မေးခွန်းတွေလည်းခပ်ပေါ်နေပါတယ်တိုက်ကားတိုက်ခိုက်ရရရင်ရဲ့တက်သွေးကျော်တိုက်ကားဟာဥရောပလေကြောင်းနည်းပညာလုပ်ငန်းစုတွေဖြစ်တဲ့ Eurocopter နဲ့ Airbus တို့ကနေထုတ်လုပ်ထားပြီး၎င်းရဲ့စွမ်းဆောင်ရေတွေကြောင့်ယူကရိန်းရဲ့စစ်မြေပြင်မှာအပြောင်းအလဲများစွာကို ဖန်တီးပေးနိုင်ပါတယ်။တိုက်ကားဟာ Hellfire သို့မဟုတ် Pass 3 LR ကဲ့သို့သော တင်ကားဖြတ်လမ်းညွန်ဒုံးကျည် ATGM တွေကိုတက်ဆင်ပစ်ခနိုင်ပါတယ်။ယူကရိန်းရဲ့ Donetsk, Kharkiv လိုစစ်မြေပြင်တွေမှာရုရှားရဲ့တန်ကြပ်ကာရင်နန်းတွေကိုအဝေးကနေတိကျစွာ ထိမှန်ဖြတ်စည်းဖို့အတွက်အရေးပါတဲ့လက်နက်ဖြစ်ပါတယ်။ရန်ရင်ရဲ့နှာခေါင်းမှာတက်ဆင်ထားတဲ့20 mm အမြောက်မြန်နဲ့80 mm ဒုံးပြန်တွေဟာရုရှားရဲ့ခံတပ်တွေနဲ့ခြေလျင်တပ်သားတွေကို ိရောက်စွာခြေမုံးဖို့လိုအပ်တဲ့ပြအားကိုပေးစွန့်နိုင်ပါတယ်။ဥရောပတို့ဖြစ်တဲ့အတွက်နေတိုးစံတုံးနဲ့ကန့်ညီပြီး ယူကရိန်းဟာဥရောပမဟာမိတ်တွေစီကနေပြင်ဆင်ထိသိမ်းမှုနဲ့အပူပစ္စည်းတွေကို အမေရိကန်ထောက်ရဲရဲတွေထပ်ပုံမလွဲကူစွာရရှိနိုင်မှာဖြစ်ပါတယ်။ရှင်ရော့သွားတဲ့ထောက်ပံ့ရေးစီကြောင်းဩစတြေးလျဟာယူကရိန်းကို စုစုပေါင်းဒေါ်လာ1.5ဘီလီယံဖို့အကူအညီတွေပေးဖို့ဂရုပြုထားပေမဲ့2024ခုနှစ်အော်တိုဘာလနောက်ပိုင်းမှာဆက်လက်နဲ့ကြီးတွေပေးဖို့ကြံရတတ်ခဲ့မှုကဝေဖန်မှုများစွာထွက်ပေါ်စေခဲ့ပါတယ်။ American လုံး M1A1 Abram 10က49စီထောက်ပံ့ပေးဖို့ဂရုပြုခြင်းက flight လဲစွာကူညီမှုဖြစ်ပေမဲ့ပေးဖို့မှုနှောင့်နှေးခြင်းက Ukraine ရဲ့ချက်ချင်းလိုအပ်ချက်ကိုဖြည့်ဆည်းမပေးနိုင်ပါဘူး။ ဩစတြေးလျကာကွယ်ရေးဝန်ကြီးရဲ့မကြာခင် ထုတ်ပြန်မဲ့ကာကွယ်ရေးထောက်ပံ့အစီအမံအစ်တွေဟာတိုက်ကားရရင်လွှဲပြောင်းရေးကိုအတည်ပြုပြီးထောက်ပံ့ရေးအရှင်ဟောကိုပြန်လည်မြင့်တင်ပေးနိုင်မလားဆိုတာကိုနိုင်ငံတကာကစောင့်ကြည့်နေကြပါတယ်။ကန်ဂျမာရဲ့စုံမတ်တိုက်ကားရရင်တွေဟာဩစတြေးလျအတွက်တော့အနာပေးတော့မဲ့တန်တန်ပစ္စည်းတွေဖြစ်နိုင်ပေမဲ့ ယူကရိန်းအတွက်တော့စစ်ပွဲရဲ့အခြေအနေကိုကြောင်းလဲပေးနိုင်မဲ့ရတနာတပါဖြစ်ပါတယ်။ဒီကြားရွေလွှဲပြောင်းရေးကိစ္စဟာအော်စတြေးလျရဲ့နိုင်ငံတကာမဟာဗျူဟာမှာ အရေးပါတဲ့စာမျက်နှာတစ်ခုဖွင့်လှစ်ပေးနိုင်မလားဆိုတာကိုစောင့်ကြည့်ရပါတော့မယ်။အော်စတြေးလျရဲ့တိုက်ကားရဲတွေကိုပေးအပ်ခြင်းဟာယူကရိန်းရဲ့စစ်ပွဲအောင်မြင်မှုအတွက်တကယ်တမ်းကြိယောက်တဲ့အပြောင်းအလဲကို ဖန်ပြီးပြနေပါမလားဒါမှမဟုတ်ရုရှားရဲ့အင်အားကြီးမားတဲ့လေကြောင်းရန်ကိုရင်ဆိုင်ဖို့အတွက်အရေးအတော့နင်းလို့နေမလားပရိသတ်တွေရဲ့တုံးသက်ချက်တွေကိုလည်းကောမန့်မှာမျှဝေပေးခဲ့ပါအောင်ခင်ဗျာ